မင်္ဂလာပါရှင်လူတိုင်းလောဘဖြစ်ဖို့ကြတယ်ဟုတ်လောဘမရှိတဲ့သူကတတော်ကိုရှားပါတယ်เนาะမရှိတဲ့လောက်ကိုရှားပါတယ်အဲ့တော့လောဘဖြစ်တယ်ဆိုတဲ့ဟာကလိုချင်တတ်မှတ်တာကိုပြောတာပါပါဠိလိုဆိုရင်တော့လောဘလို့ခေါ်တာပါမြန်မာလိုအဓိပ္ပာယ်ကကြတော့လိုချင်တတ်မှတ်တယ်ပေါ့เนาะအဲ့တော့ အင်ဂျင်တို့တွေလောဘဖြစ်တယ်ဆိုရင်အဲဒီစိတ်ဖြစ်ရင်လိုချင်နေပြီဆိုရင် လောဘဆိုပြီးတော့ပဲတည်ထားခဲ့တာပေါ့နော်အမှန်တော့လောဘဖြစ်တဲ့အစဉ်စဉ်က၈ခုလောက်ရှိပါတယ်လောဘစိတ်ကအဆိုးဆုံးကနေပြီးတော့အတ္တတာဆုံးအထိအစင်စင်ရှိတယ်ပေါ့နော်အဲ့ဒါကိုအဘိဓမ္မာသဘောတရားအရာအင်ဂျင်ရှင်းပြပေးပါမယ်ပထမအဆုံးစိတ်ကကြာတော့သူက အပေကြနိုင်တဲ့အထိ ဖြစ်တဲ့လောဘစိတ်ပေါ့နော် ။ဘာလဲဆိုတော့ဥပမာအကျယ်ကိုပို့ပြီးတော့နားလဲလွယ်အောင်မြန်မာလိုပဲ ရှင်းပါမယ်ဟိုဥပမာလေးတွေနဲ့ရှင်းပြပါမယ်เนาะအဲ့တော့ကိုစိတ်တဲ့ကိုဖြစ်တဲ့လောဘစိတ်ကဘယ်အဆင့်မှာ ရှိနေလဲဆိုတာကိုစမ်းစစ်လို့ရပါတယ်เนาะအဲ့တော့ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်အရက်တောက်တဲ့သူဆိုလို့ရှိရင်အရက်ပါတယ်เนาะဘီယာဝိုင်းဝိုင်းနောင်ပါတယ်เนาะအကုန်လုံးဒီမိုးရစ်စေတဲ့ ဟာတွေအကုန်လုံးပါတယ်ပေါ့နော်ဒီအရက်ဘီယာဝိုင်းတောက်တဲ့အခါမှာငါကြိုက်လို့ငါတောက်တာလေဘလို့ဂယူဆိုင်ရမှာလေဆိုတဲ့ပုံစံမျိုးပေါ့နော်ဥပမာဝိုင်းတောက်တဲ့အမျိုးသမီးတွေရှိပါတယ်အဲ့တော့ကျမ်းမာရေးအတွက်တောက်တာလေဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေမှာဘာဖြစ်လဲဆိုတော့သူတို့ကအပြစ်ရှိမှန်းမသိပါဘူး အပြစ်ရှိမှန်းမသိဘဲနဲ့လောဘဖြစ်မိတဲ့ကိစ္စကပိုပြီးတော့အပြစ်ကြီးပါတယ်။အဲ့ဒါအပယ်ကျတဲ့အထီကို ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အပြစ်ရှိမှန်းကိုတို့ကမသိတဲ့အခါမှာခဏခဏလုံမိမယ်။အဲလုံတဲ့ချိန်မှာလည်းတို့ကအယပါယလုံမယ်။အဲအဲ့ခါကျတော့အပြစ်ပိုကြီးပါတယ်။နောက်ပြီးတော့ ငါပစ္စည်းငါအိမ်ငါရာတို့ငါဂုံတိတ်ခါအန်ဒါတွေကိုလည်းပျော်ရွှင်စွာနဲ့သူတို့ကဆွဲလဲနေတတ်တာမျိုးတွေရှိတယ်။ ဥပမာဆိုရင်ငါယာဒူးဆိုရင်အဲ့ဒီယာဒူးကယာဒူးနဲ့ပတ်သက်တဲ့နေရာမှာမဟုတ်ဘဲနဲ့တခြားသောမသက်ဆိုင်တဲ့နေရာတွေမှာပါကိုယ့်ရဲ့နာမည်ရှေ့မှာအဲ့ဒီဂုံပုတ်တွေကိုထည့်ထည့်ပြီးတော့ပြောလေးရှိတယ်ထည့်ထည့်ပြီးတော့ကြော်ညာလေးရှိတယ်အဲဒါမျိုးလေးတွေဆိုလို့ရှိရင်ဒါကသူတို့ကဒီအပေါ်မှာဆွဲလန်းနေတာအဲ့ဒါကိုအပြစ်ရှိမှမသိဘူးဟာငါက စစ်ဘိုလ်ကြီးလေးဟာငါကဆရာဝန်လေးဆိုတဲ့ဟာပေါ့နော်အဲ့ဒါကိုဆွဲလန်းနေတာကို အပြစ်ရှိမှန်းမသိပါဘူးအပြစ်ရှိမှန်းမသိရင်ပို့ပြီးတော့အပြစ်ကြီးတဲ့လောဘထဲမှာပါပါတယ်နော်အဲ့တော့ဒီဟာတွေကကြတော့ဘသူတိုက်တော်နာမှမဟုတ်ဘူးသူ့ရဲ့စိတ်ထဲမှာအလိုအလျောက်ကို ဖြစ်နေတဲ့လောဘစိတ်တွေပေါ့နော်နောက်ပြီးတော့ဒီထက်ခါထက်ခါ ကိုကဒီပစ္စည်းတွေကိုလိုချင်နေတာမျိုးเนาะနောက်ပြီးတော့ကိုဓာတ်ပုံကြည့်တယ်အမှန်ကြည့်တယ်ဆိုရင်တော့ငါလှလိုက်တာငါလှလိုက်တာဆိုတဲ့ပုံစံမျိုးအဲ့ဒီမှာငါလှလိုက်တာလို့ကြည့်နေတဲ့အချိန်မှာအပြစ်ရှိမှမသိပါဘူးလောဘဖြစ်လို့ဖြစ်နေမှန်းတော့မသိပါဘူးအဲဒါမျိုးတွေဆိုရင်လည်းဒီထဲမှာထည့်လို့ရပါတယ်သူတို့ကအပြစ်ရှိမှမသိဘူးယူလဲမယူစားထားအောင် ဒီဟာကိုအပြစ်လို့ကိုသူတို့ကမယူဆထားဘူးပေါ့နော်နောက်တစ်ခုကရိတ်သားတွေမှာဆိုလို့ရှိရင်လည်းအလှရှင်တွေလှူသွားတဲ့ပစ္စည်းတွေရှိပါတယ်အဲ့ခါကျရင်ဟာဒီဖုန်ကြီးเจ้าကတထေးပဲဖုန်ကြီးစီမှာများနေတာပဲငါတို့ယူသွားမယ်ဖုန်ကြီးလည်းမသိပါဘူးဖုန်ကြီးကိုလည်းမပြောတော့ပါဘူးဒါအလှရှင်တွေလှူထားတာပဲဘာမှအပြစ်မရှိပါဘူးငါဒီတစ်ခုလေးငါတို့ယူသွားလို့လည်းဘာမှမဖြစ်ပါဘူးဆိုတဲ့သူတွေလည်းရှိတယ်ပေါ့အဲ့အဲ့ခါမျိုးကျရင်တို့ကအပြစ်ရှိမှန်းကိုတို့မသိတာလေမသိတော့ဒါလေးယူသွားတာဘာမှ းဖြစ်ပါဘူးဆိုတဲ့လောဘစိတ်ပေါ့နော်အဲ့တော့ဒါကတော့ပထမပိုင်းအတွက်လောဘစိတ်အဲဒီဟာကကြာတော့အပေအထိကြာနိုင်တယ်လောဘစိတ်ပေါ့နော်အဆိုးဆုံးလောဘစိတ်ထဲမှာပါတယ်ပေါ့အဲ့တော့ဒီကိုလောဘဖြစ်ပြီဆိုရင်အဲ့ဒီကိုရဲ့စိတ်ကိုပြန်ပြီးတော့ဆန်းစစ်ကြည့်လို့ရတယ်နော်အဲ့တော့နောက်အဆင့်လေးကိုအကျဉ်းထပ်ပြောပြပါမယ် ဒုတိယအဆင့်ကကြတော့လေသူကလည်းအပြစ်ရှိမှန်းကိုမသိတဲ့နေရာမှာပါတယ်။ဒါပေမဲ့သူကဆနတော်ကပထမတော့ကလိုမျိုးဘဒူးမတိုက်တွန်းစရာမလိုဘဲနဲ့ကိုယ်အသိစိတ်နဲ့ကို ဖြစ်နေတဲ့လောဘ။အဲဒုတိယကကြတော့သူက ဟိုတယောက်ယောက်ကတိုက်တွန်းမှုပါတယ်ဥပမာဆရာမိတ်ဆွေမိသားစုတငယ်ချင်းအဲ့လိုမျိုးတယောက်ယောက်ကတိုက်တွန်းလိုက်လို့ကိုကလှုပ်တဲ့တဲမှာပါတယ်ဒါပေမဲ့လှုပ်တဲ့အချိန်မှာလဲသူကအပြစ်ရှိမှန်းမသိဘူးဝမ်းသာစွာနဲ့ပျော်ရွှင်စွာနဲ့သူလှုပ်တယ်ပေါ့နော်အဲ့တော့ဥပမာဒီရုပ်ထုကိုကိုးခွေရင်ပူဇော်လို့ရှိရင်ချမ်းသာလိမ့်မယ်ဆိုပြီးတော့ကိုကိုတယောက်ယောက်ကပြောလိုက်တယ်ပေါ့ပြောလိုက်တယ်ဆိုတဲ့အခါမှာ အာဟုတ်လားအဲချမ်းသာခြင်းနဲ့ဆိုတဲ့ဟာကလည်းလိုချင်တာပဲလောဘဖြစ်တာပဲပေါ့နော်အဲ့တော့ဘာမှမစင်စားဘူးဒီရုပ်ထုကိုကိုးကွယ်ရင် အပြစ်ရှိလားလဲမသိဘူးအပြစ်မရှိလားလဲသူမသိဘူးပေါ့နော်အဲ့တော့ Facebook မှာဆိုရင်အခု share share နေတဲ့ရုပ်ထုတွေရှိတယ်ပေါ့အဲအဲ့လိုမျိုးကကြတော့သူများက share လိုက်တယ်ဆိုတဲ့ဟာဒါသူများကတိုက်တွန်းပေးလိုက်တာကိုအဲဒီရုပ်ထုကိုနင် share လိုက်ဒီလိုမျိုးအကျိုးတွေရှိတယ်ဆိုတဲ့အချိန်မှာကိုကလည်းဝမ်းသာအားရနဲ့ချမ်းသာမှုကို းခြင်းလို့လိုက်ပြီးတော့ share တယ်အဲလိုက်ပြီးတော့ဝယ်ယူတယ်အပြင်ဒီဟာကို ကိုးကွယ်တယ်ဆိုတဲ့ဟာမှအပြစ်ရှိတယ်ပေါ့နော်လေဒီဟာကလည်းအပယ်ကျတဲ့အထီကိုအပြစ်ရှိတယ်ဒါပေမဲ့အပြစ်ကလည်းနေတော့သေးတယ်ပေါ့ပထမတစ်ခုကတော့အပြစ်ပိုကြီးတယ်အပယ်ကျတဲ့အထီအပြစ်ရှိတယ်ဒါပေမဲ့အပြစ်ပိုကြီးတယ်ဒုတိယတစ်ခုကကျတော့သူများတိုက်တွန်းလို့လောက်တာဖြစ်တဲ့အတွက်ကြောင့်အပြစ်သေးတယ်ဒါပေမဲ့အပယ်ကျတဲ့အထီကိုအပြစ်ကြီးတယ်ပေါ့နော် အဲ့တော့အင်္ဂုလိမာလာဆိုလို့ရှိရင်လေသူကဆရာမှားသွားတာလीเนาะသူကဆရာမှားသွားတဲ့အတွက်ကြောင့်ဒါကိုလက်ညှိုးဖြတ်တဲ့ဟာကို သူကအပြစ်ရှိမှန်းကို မသိတော့တာသူကဒီပညာကိုလိုချင်တယ်เนาะဒီဆရာကသူ့ပေးမဲ့ပညာကိုသူလိုချင်တယ်ဆိုတော့လောဘရှိနေတာအဲ့လောဘကြောင့်သူလှုပ်တယ်လှုပ်တဲ့အချိန်မှာဒီဟာကိုလိုက်ဖြတ်ရင်အပြစ်ရှိမှန်းမသိနေတာ အဲ့ဒါကပို့ပြီးတော့အပြစ်ကြီးတယ်အဲ့ဒါကြောင့်မလို့မသိလို့ပဲသူထက်ခါထက်ခါလုံမိနေတယ်เนาะအဲဒီဟာမျိုးကြတော့အပေကြနိုင်တဲ့အထိအပြစ်ကြီးတယ်ဒါပေမဲ့သူများတိုက်တွန်းတာဖြစ်တဲ့အတွက်ကြောင့်အပြစ်ကသေးသွားတယ်ပေါ့နော်အဲအဲ့လိုသဘောမျိုးမှာသွားပါတယ်အဲ့တော့သူကဘာလို့အပယ်မကြလဲဆိုတော့ဒီတဘောဝရဲမှာပဲယဟန်းနာဖြစ်အောင်တရားအားထုတ်နိုင်တဲ့အတွက်ကြောင့်အပယ်အထီတော့ကြာမသွားဘူးအဲသူများတိုက်တွန်းလို့လုပ်တဲ့ အတွက်ကြောင့်သူကအပြစ်ကလည်းသိနေသေးရတယ်နော်အဲ့ဒါကြောင့်မလို့အပေထိကြမသွားပဲနဲ့ဒါပေမဲ့သူလုတ်ခဲ့တဲ့အကြောင်းဆက်တွေကြောင့်အကျိုးတရားသူ့ကိုရဟန်းဖြစ်လဲခဲနဲ့ပေါက်တာတို့ဘာလို့တော့ကြုံရသေးတယ်ပေါ့နော်နောက်၃ဆင့်မြောက်ကကြာတော့သူကအရက်တောင်းရင်အပြစ်ရှိမှန်းသိတယ်အပြစ်ရှိမှန်းတော့သိပါတယ်ဒါပေမဲ့ကြိုက်လို့နော်မဖြတ်နိုင်လို့ဆိုပြီးတော့လုံနေတဲ့သူတွေပေါ့အဲဒါမျိုးကြာရင်တော့သူက အပေကြနိုင်တဲ့အထီတော့မဟုတ်တော့ဘူးပေါ့ဒါမဲ့လောဘစိတ်ဖြစ်တဲ့အတွက်ကြောင့်အပြစ်ကတော့ရှိရဲ့ပေါ့နော်အဲ့တော့အော်တော့အပြစ်ရှိမှန်းသူသိနေရောခဏခဏတော့မလုပ်ဖြစ်တော့ဘူးပေါ့နော်အဲ့လိုသဘောမျိုးမှရှိရဲ့အဲနောက်တစ်ခုကကြတော့လေ ဟိုဒီ 2D 3D ထိုးတာတွေပေါ့နော်အဲအပြစ်ရှိမှန်းတော့တည်နေတယ်ဒါပေမဲ့ဟိုဝါသနာအရဝါသနာပါနေတယ်ဒါကိုဖျက်လို့မရတော့ဘူးဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့စိတ်ထဲမှာတော့ဒါတွေကမကောင်းဘူးအပြစ်ရှိမှန်းတော့တည်နေတယ်အဲအဲ့လိုမျိုးတည်နေတယ်ဆိုရင်တော့ဒီနံပါတ်3အဆင့်ထဲမှာထည့်လို့ရတယ်သို့တော့ပထမအဆင့်မှာပြောခဲ့သလိုမျိုးအပြစ်ရှိမှန်းကိုတည်မနေဘူးဒီ 2D 3D ထိုးရတာက ငါတော့ကောင်းနေအပြစ်ရှိမှန်းကိုသိမနေဘူးငါကြိုက်တာငါလုပ်မယ်ဘဒုဘယူဆိုင်ရမှာလဲဆိုတဲ့ပုံစံမျိုးဆိုရင်တော့ပထမအဆင့်ထဲမှာသွားရဲပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ကိုပဲကိုပြန်စစ်ရမှာကိုကဘယ်အဆင့်မှာရောက်နေလဲဆိုတာကိုစမ်းစစ်လို့ရရဲပေါ့နော်ကိုကလေးကိုချင်ကြိုက်လို့နော်ကိုကတတ်ပြီးရတယ် အဲ့ဒါကကြတော့ဗာလဲဆိုတော့အပြစ်ရှိမှန်းသိနေတယ်အဲ့ဒီတရိတ်ဆန်လေးကိုငါတတ်လိုက်ရင်အပြစ်ရှိမှန်းသိနေတယ်ဒါပေမဲ့ကိုယ်ကလေးကိုကိုင်းနေတယ်ကိုယ်ကလေးကိုကာကွယ်ခြင်းနဲ့အတွက်ကြောင့်သူကမလွှဲတာလို့ဒါသူချင်းကိုတတ်လိုက်ရတယ်အဲအဲ့ခါမျိုးကြလို့ရှိရင်သူကဒီမှားရွင်းတဲ့အယူအဆနဲ့မဟုတ်ဘူးပေါ့နော်အပြစ်ရှိမှန်းကို သူကသိနေတယ်သူ့မှာအယူမှားတွေမရှိဘူးအဲဒါကြောင့်မလို့ဒီတတိယအဆင့်ထဲမှာထည့်လို့ရရတယ်ပေါ့နော် နောက်တစ်ခု၄စင်းမြောက်ကကြတော့သူများတိုက်တွန်းလို့ဖြစ်တယ်လောဘစိတ်เนาะအဲတငယ်ချင်းတွေကဟာစေးချရအောင်เนาะဟာကလက်သွားရအောင်ဆိုပြီးတော့တိုက်တွန်းတယ်တိုက်တွန်းတဲ့အချိန်မှာဒီဘေးလူကတိုက်တွန်းလိုက်တဲ့အတွက်ကြောင့်သူကအပြစ်ရှိမှန်းတော့တည်နေတယ်ဟာဒါဆေးချတာမကောင်းဘူးမူးယစ်စေတဲ့အရာတွေအပြစ်ရှိမှန်းတော့တည်နေတယ်ဒါပေမဲ့လှုပ်တဲ့အချိန်မှာတော့သူစိတ်ချမ်းချမ်းသာသာနဲ့ပဲသူလှုပ်တာเนาะစိတ်ချမ်းသာတဲ့ခံစားမှုကတော့ ဒီအဆင့်40လုံးမှာပါတယ်။လှုပ်တဲ့အချိန်တိုင်းမှာသူတကယ်ပဲလိုလိုချင်ချင်နဲ့သူစိတ်ချမ်းသာမှုနဲ့သူလှုပ်တယ်။နော်။ဒါပေမဲ့သူက တိနေတယ်မကောင်းဘူးဆိုတဲ့ဟာကိုတိနေတယ်အယူမှားမရှိဘူးပေါ့နော်ဒီအလုပ်တွေကမကောင်းဘူးဆိုတာတော့တိနေတယ်ဒါပေမဲ့တငယ်ချင်းရဲ့တိုက်တုံးမှုနဲ့ဟာလူငယ်တွေပျော်ပျော်ပပသွားကြမယ်ဆိုတဲ့ချိန်မှာစေးချတဲ့ချိန်မှာလည်းစိတ်ချမ်းသာမှုသူ့မှာရှိတယ်အဲရှိရနဲ့သူလှုပ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီအဆင့်လိုက်ကအင်ဂျယ်ပြောထားတဲ့အဆင့်လိုက်မှာတဖြည်းဖြည်းနဲ့ ဒီအပြစ်ကနည်း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 စီယော့သွားတဲ့အခြေအနေမှာရှိတယ်ပထမဆုံးပြောတဲ့ဟာကတော့အပယ်ကျနိုင်တဲ့အထိအပြစ်ကြီးတယ်ဆိုတဲ့လောဘတွေပေါ့နော်ငားစင်မြောက်ကကြာတော့အဲတိုက်တွန်းမှုမပါဘူးဒါလည်းကိုယ်ဆန္ဒနဲ့ကိုဖြစ်တာအဲဖြစ်တဲ့အချိန်မှာတော့သူ့ရဲ့စိတ်ခံစားမှုကအတင်းတင်းရှိတယ် ်ပထမပိုင်းတွေကလိုမျိုးစိတ်ချမ်းသာမှုအရင်မရှိတော့စိတ်ကအတင့်တင့်ပဲချမ်းသာတယ်လည်းမဟုတ်ဆင်းရဲတယ်လည်းမဟုတ်ဘူးစိတ်ကပုံမှန်အနေထားမှာတည်ငြိမ်နေတဲ့အနေထားမှာတော့ရှိတယ်ဒါပေမဲ့ तू ကဘာလဲဆိုတော့မှားယွင်းတဲ့အယူဖြစ်နေတယ်ဥပမာ तू အိမ်ထဲကိုဟိုသူ့ညမလေးပေါ့ညမလေးကနေပြီးတော့ကြောင်အနက်ကလေးကို तू က အိမ်ထဲကိုခေါ်လာတယ်အပြင်ကကြောင်အနက်ကလေးကိုသူကအိမ်ထဲကိုခေါ်လာတယ်ခေါ်လာတဲ့အချိန်မှာသူကဘာဖြစ်လဲဆိုတော့ဟာကြောင်အနက်ဆိုတာသူ့ဘာသူအိမ်ကိုလာတော့မှနမိတ်ကကောင်းတာနင်းအပြင်ကနေသူများကြောင်ကိုနင်းခေါ်လာလို့ရှိရင်နမိတ်မကောင်းဘူးလို့သူကယူဆတယ်အဲအဲ့ဒါမှားရွင်းတဲ့အယူဆသူ့မှာအဲ့ဒီယုံကြည်မှုရှိနေတယ်မှားရွင်းတဲ့အယူဆဆိုတဲ့ယုံကြည်မှုရှိနေတယ်အဲအဲ့ဒါမျိုးကြတော့အပြစ်ရှိတယ်ပေါ့နော်ဒါပေမဲ့သူကစိတ်ထဲမှာဟိုအရင်ကြီးတော့ ကိုခါခါတီတီတော့မဖြစ်ဘူးစိတ်ကတော့အတင်းတင်းပဲဒါမဲ့သူ့မှာအဲ့ဒီမှားရွင်းတဲ့အယူလေးတော့သူရှိနေတယ်ပေါ့နော်။နောက်60ဆင့်မြောက်ပေါ့60ဆင့်မြောက်ကကြတော့သူများတိုက်တော်လာအဲ့လိုမျိုးတငယ်ချင်းဖြစ်ဖြစ်ဆရာဖြစ်ဖြစ်မိတ်ဆွေဖြစ်ဖြစ်နော်မိသားစုဝဖြစ်ဖြစ်တိုက်တော်လာအာအုံသွားခွဲမယ်ပေါ့နော်ကိုနဲ့မသက်ဆိုင်တဲ့ဘာသာ ကိစ္စတွေပေါ့အနက်တီးသွားပြီးတော့ပွဲပြီးမယ်လိုက်ခဲ့သွားရအောင်ဒီလိုမျိုးပွဲပြီးရင်စီးပွားလလပါတွေတိုးတယ်ဆိုရဲပုံစံမျိုးတွေနဲ့ကိုကလိုက်သွားတယ်လိုက်သွားတဲ့အခါမှာစိတ်အတင်တင်ပဲဖြစ်တယ်စိတ်ကတည်ငြိမ်နေအရန်လှုပ်ရှားတာမျိုးတော့မရှိဘူးဟာဒီပွဲပြီးရင်ငါကတော့ချမ်းသာတော့မယ်ဆိုပြီးအရန်ကြီးလှုပ်ရှားတာမရှိဘူးသူ့ရဲ့စိတ်ကတော့တည်ငြိမ်နေတယ်ဒါပေမဲ့သူ့မှာမှားယွင်းတဲ့အယူဆတော့ဖြစ်နေတာပေါ့နော်အဲသူ့တငယ်ချင်းပြောသလိုမျိုးဒီဟာပွဲပြီးလိုက်ရင်ငါကတော့ အဆင်ပြေသွားတော့မှာပဲဆိုတော့ယုံကြည်မှုမှားယွင်းတဲ့ယုံကြည်မှုကတော့သူ့မှာရှိနေတယ်ဒါပေမဲ့တဖက်လူကတိုက်တွန်းတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးတော့ဟိုလောဘစိတ်ကအတင်းအင့်မှာရှိနေတယ်ပေါ့နော်အစဉ်ခုနှစ်ကကြာတော့သူက တိုက်တွန်းမှုမပါဘူးသူကိုယ်တိုင်သူစိတ်နဲ့သူဖြစ်တာပေါ့နော်ဥပမာ तू อ่ะစာအုပ်ကိုဖတ်တယ်ပေါ့အဲဒီစာအုပ်တအုပ်အရန်ကောင်းတယ်ဆိုရဲစာအုပ်တအုပ်ပေါ့နော်အဲ့ဟာကိုဖတ်တဲ့ချိန်မှာ तू ကဝမ်းသာမှုလည်းမရှိဘူးစိတ်ဆင်းရဲမှုလည်းမရှိဘူးသူစိတ်ကလေးကအတင့်တင့်အနေထားမှာရှိတယ်ပေါ့နော်အဲ့တော့အဲဒီစာအုပ်ကိုဖတ်လိုက်လို့ရှိရင်သူ့ဘဝပြောင်းလဲပေးနိုင်တယ်ဆိုရဲအယူအမားလည်းသူ့မှာမရှိဘူး တိလားတချို့အရှိရလေဒီစာအုပ်ဖတ်လိုက်တာနဲ့ငါဘဝကပြောင်းလဲပြောင်းလဲသွားမှာပဲဒီစာအုပ်ထဲကစာသားတွေကတကယ်ကိုငါဘဝပြောင်းလဲစေတဲ့ဟာတွေပဲဆိုတဲ့ဟာပေါ့နော် စာဖတ်နေရင်ဖြစ်တဲ့စိတ်ကိုပြောတာအပြင်မှာကိုဘာလုံးဝမလုပ်ပဲနဲ့ဒီစာဖတ်လိုက်တာနဲ့ငါဒီလိုပြောင်းလဲသွားနိုင်နေဆိုတဲ့အတွေးတွေပေါ့နော်အဲ့ဒါဆိုရင်တော့အယူမှားတယ်အဲဒီမှာကြတော့သူကအယူမမှားဘူးဒီစာအုပ်ကငါဘဝကိုပြောင်းလဲပေးနိုင်နေဆိုတဲ့အယူမှားသူ့မှာမရှိဘူးအဲစာဖတ်တဲ့အချိန်မှာလည်းသူကစိတ်အတင့်တင့်လေးပဲရှိနေတယ်အဲဒီလိုလောဘမျိုးဆိုလို့ရှိရင်ပို့ပြီးတော့အစင်တွေကရော့တယ်အပြစ်ကပို့ပြီးတော့နင်းနေနေလာတယ်ပေါ့နော် ဒါကတော့နောက်ဆုံးအဆင့်ပေါ့နော်နောက်ဆုံးအဆင့်ကကြတော့ဒါကသူများတိုက်တွန်းတာ နော်အဲ့တော့ကိုတငယ်ချင်းကနေပြီးတော့ဟဲ့နင်ဒီ iPhone ကိုဝယ်လိုက်နင်လူကြားထဲမှာလှလိမ့်မယ်ဆိုပြီးတော့သူကပြောတယ်ပေါ့နော်အဲ့တော့သူဝယ်တဲ့အချိန်မှာလည်းသူကဝမ်းသာမှုစိတ်လှုပ်ရှားမှုသူ့မှာမရှိဘူးအဲပြီးတဲ့အပြင်သူကဒီဖုန်းကိုကင်လို့လူအထင်ကြီးမယ်ဆိုရယ်ယုံကြည်ချက်လည်းသူ့မှာမရှိဘူးတငယ်ချင်းတိုက်တွန်းလို့ဒါသူကလိုအပ်တယ်ဆိုလို့ဒါသူဝယ်ပြစ်သွားတယ်ဆိုရယ်သဘောပဲ သူ့မှာအဲ့ဒီလောဘစိတ်ကအင်မတန်မှနည်းနေတယ်ပေါ့နော်လိုအပ်လို့ဝယ်ရတယ်ဆိုတဲ့ပုံစံမျိုးမှာတွားရတယ်ပေါ့နော်အဲ့တော့အင်ဂျယ်ရဲ့အဆင့်က၈ဆင့်ရှိရယ်ပေါ့နော်အဲ့တော့အပြည့်အကြီးဆုံးရယ်အပြည့်အနည်းဆုံးရယ်ကိုအင်ဂျယ်ပြောသွားပြီးရယ်လောဘဆိုတာကတော့အကုသိုလ်စိတ်ပဲအကုသိုလ်စိတ်ကတော့အပြည့်ဟိုလုံးဝ အပြစ်မရှိဘူးဆိုတာတော့မဟုတ်ဘူးပေါ့နော်အကုသူကတော့သူ့အထိုက်အလျောက်တော့အပြစ်ရှိတာပေါ့ဆနအင်ကျပြောသွားပေးတဲ့လိုမျိုးအစင်းလိုက်သူကအပြစ်ကြီးတာရဲ့အပြစ်သေးတာရဲ့အပေကြတဲ့အထိဖြစ်တာရဲ့တော်ယုံတန်ယုံလောဘလေးရဲ့အဲဒီလိုလေးတော့ကွာတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့လောဘစိတ်ဖြစ်လာပြီဆိုရင်ကိုကဘယ်အစင်မှာညှိနေတဲ့လောဘလေးဆိုတဲ့ဟာကိုပြန်ဆန်းစစ်လို့ရတယ်ပေါ့နော်အဲ့တော့ တကယ်လို့အပယ်ကျနိုင်တဲ့အထိကိုယ့်ရဲ့လောဘစိတ်ကြီးကဖြစ်နေတယ်အပြစ်ရှိမှန်းကိုမသိဘူးထက်ခါထက်ခါလုံနေတယ်ဆိုတဲ့ဟာမျိုးတွေဆိုရင်တော့ဒါကတော့ရှောင်တင်တာပေါ့နော်အဲ့တော့အားလုံးလောဘစိတ်အကြောင်းလေးကိုသိပြီးတော့ရှောင်နိုင်ကြပါစေညံအလေးနေပွင့်ကြပါစေအမြင်မှန်ကြပါစေနော်ကျေးဇူးတင်ပါတယ်ရှင်